တကယ်လို့တရားဆိုတာခက်ခဲကြက်တဲ့အချိန်တွေမှာဘလောက်ထိကိုဟာမှန်ကန်တဲ့တရားတွေကိုမစွန့်လွတ်ဖယ်နဲ့ကျူစင်မှုကိုနားလည်ပြီးတော့ပြုံးရွှင်သောတတ္တိနဲ့ကြင်ကြံအားထုတ်နိုင်တယ်ဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ တရားရဲ့အရင်သွေးဟာပို့ပြီးတော့မြင့်မားလာရတာဖြစ်ပါလေတက်တုံတက်တန်ရှိနေတဲ့အခိုက်တွေမှာတရားရဲ့လုံပုံလုံနည်းတရားရဲ့ function ကသိပြီးတော့မထင်ရှားပေမဲ့ခက်ခဲလာပြီဆိုရင်တော့အဲ့ဒီတရားကိုနှလုံးသွင်းပြီးတော့တရားနဲ့အညီ စီကံဥပဒေဝိနည်းနဲ့အညီနေထိုင်ကျင့်သုံးရတဲ့အခါမှာအဲ့ဒီတရားဒီကိုယ့်ရဲ့စွမ်းရည်ကိုစမ်းသပ်တာဖြစ်တယ်လို့ကိုယ့်ရဲ့စွမ်းရည်ကလည်းပဲအဲ့ဒီတရားကိုကျင့်သုံးရင်ပဲမြင့်မားလာတတ်ပါတယ်။ဒါကြောင့်ခက်ခဲတဲ့ကာလတွေမှာဘာကြောင့်မှကိုယ်စိတ်တက်ကိုမပြည့်စည်စေပဲနဲ့ဒီတရားကိုချိန်တိုင်းအားထုတ်တနေ့ကိုနေဆုံးနိုင်ယူဝဲတနာရီ အတိတ်ပူနိုင်လေကောင်းလေပေါ့နော်အဲ့ဒီလိုအထုတ်နိုင်စောတဲ့ကောင်မထီတီထီတီနဲ့အထုတ်ထိုင်တဲ့ခါမှာဝန်သက်ကိုတီထွက်သက်ကိုတီနဲ့အထုတ်ဝန်ကဏ္ဍနီးနဲ့အထုတ်အဲ့လိုအထုတ်နေခြင်းဟာကိုယ့်အတွက် spiritual power လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာစွမ်းရည်တွေကို မြင့်တင်ပေးခြင်းဖြစ်ပါတယ်မယုံမရှိပါနဲ့တကယ်လို့ကြည့်ပါ ခက်ခဲတာတွေကလွယ်ကူသွားစေပြီးတော့ခက်ခဲတာတွေကိုခက်ခဲတယ်လို့မခံစားရတော့ပဲနဲ့တရားရဲ့ဆုံးရှုံးမှုခံယူပြီးတော့အေးအေးဆေးဆေးနဲ့သူ့ဘက်သူဖြတ်တန်းသွားနိုင်ဖို့စွမ်းရည်များကိုမြင့်တင်ပေးပါကြောင်းဘုန်းကြီးတောက်လျှောက်တတိပေးပြီးတော့အပမဒေနာတမ္ပဒေထဖြစ်စေခြင်းလို့ပြောနေခြင်းဖြစ်ပါတယ်။